ရိုင်းပန်းတနော်မြို့နယ်မှာမြို့နယ်မိသက်ဦးစီးဌာနမှာအင်းမကြီးရွာအုပ်စုရန်ကုန်ပသိမ်ကားလမ်းမေးရှိ Golden Arrow 73စီအယောင်ဆိုင်မှာမိဘေးလုံးကြုံရဲ့အသိပညာပေးဟောပြောခြင်းနဲ့မိငင်းတက်ရေးတင်ပြခြင်းများကိုဒီကနေ့မနက်ပိုင်းကကွင်းစင်းဆောင်ရွက်ကြပါတယ်။ပထမအစွာမြို့နယ်မိသက်ဦးစီးမှုဦးမမောင်းက73စီဆိုင်ရှိဝန်ထမ်းများကိုမိဘေးလုံးကြုံရဲ့နဲ့ပတ်သက်ပြီးအသိပညာများဟောပြောခြင်း မိလာမှုဖြစ်ပွားလာပါကလင်းမြန်စွာမိငင်းတတ်နိုင်ရေးနဲ့အနိပဝင်ခြင်းကိုမိကူးဆက်ခြင်းမရှိစေရအတွက် AAP စနစ်ဖြင့်အပူချိန်လျှော့ချခြင်း EV ကမိလာမှုနဲ့ပတ်သက်ပြီးဟောပြောခြင်းကိုဆောင်ရွက်ပါတယ်ဆက်လက်ပြီးမြို့နယ်မိသက်စခန်းမှုဦးစီစီအောင်ကမိအတန်းစားများကို ဟောပြောခြင်း မိသက်ဆေးဘူးများအသုံးပြုနည်းများကိုရှင်းလင်းပြသခြင်းများဆောင်ရွက်ပြီး DCP မိသက်ဆေးဘူးအသုံးပြုကလက်တွေ့မြင်းင်းသက်ခြင်းဖောင်ဆေးရည်အသုံးပြုပြီးလက်တွေ့မြင်းင်းသက်ခြင်းနဲ့မိသက်ရင်များဖြင့်ရေဖြန့်ပတ်ခြင်းများဆောင်ရွက်ပြီးမိမိလူကြုံ၏အသိပညာပေးသတိပေးလက်ကမ်းစာဆောင်များကိုဖြန့်ဝေပါသည်ပတ္တနောမြို့နယ်မိသက်ဦးစီးဌာနမှတာသနိကအစာအုံများဘာသာရေးဆိုင်ရာအစာအုံများ73စီအယောင်ဆိုင်များဈေးများစာသင်ကျောင်းများဆက်ယုံအလုပ်ယုံများတိတ်ခူကန်းများ တူနေအိမ်များဘေးကင်းလုံခြုံရေးစစ်ဆေးခြင်းများကို အရှင်ဟုမပြတ်ဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါရရှင်။